အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုလက်ရှိ England Premier League ပေါ့လေ England Premier League ကပွဲစဉ်ကိုးပြီးသွားပြီးတဲ့ချိန်မှာမထင်မှတ်တဲ့ရလဒ်တီထွက်ပေါ်လာခဲ့တဲ့ချိန်မှာကျွန်တော်တို့စနေနေ့မှာ Chelsea စပြီးတော့လုံးဝမထင်မှတ်ပဲနဲ့ Sunderland ကိုရှုံးတယ်တန်တက်ကလပ်အသေးတသေးနေနဲ့အခုဒီအားဒီမှာ16နံပါတ်ယူထားတဲ့အချိန်မှာအခုလက်ရှိမှာ ညူကာဆယ်ယူနိုက်တက်ကလည်းစနေနေ့မှာသူတို့လည်းနိုင်ပွဲရယူပြီးတော့ညူကာဆယ်လည်းရလက်ကောင်းတယ်ဒီနေရာမှာမန်ချက်စတာယူနိုက်တက်ကတော့စနေနေ့မှာအကောင်းဆုံး performance ပြသပြီးတော့သူတို့အိမ်ကွင်းမှာ Brighton ကိုနိုင်တဲ့အချိန် Liverpool ကတော့ Premier League မှာ back to back လေးပွဲဆက်တိုက်ရှုံးသွားတယ်ဆိုတော့ Liverpool အတွက်တော့တကယ်ကိုစိတ်ပျက်စရာပေါ့လေဘာကြောင့်လဲဆိုတော့သူတို့ Brentford နဲ့ပွဲမှာသူတော်တော်လေး struggle ဖြစ်တယ်ဆိုတော့စနေနေ့မှာ Newcastle တို့အိမ်ကွင်းမှာချိန်ငိမ့်လာပြီသူတို့နိုင်ပွဲပြန်ယူတယ် Fulham ကိုနိုင်လိုက်တယ် ဘရူနိုဂူမာရက်စ်ကနောက်ကျကိုနဲ့သူတို့သုံးမှတ်ယူလိုက်တဲ့အချိန်မှာချယ်ဆီကနောက်ကျကိုနဲ့ဆန်တာလန်ကိုရှုံးသွားတယ်။ဘော်ဘီပေးလိုက်တဲ့လုံကားနေတယ်။ LB က injury တိုင်းမှာတွင်းလိုက်တယ်။ Newcastle ကနောက်ကျကိုနဲ့နိုင်တဲ့အချိန်မှာဆန်တာလန်ကနောက်ကျကိုနဲ့ Stamford Bridge မှာနိုင်နေကြချယ်ဆီအတွက်နောက်ထပ် Stamford Bridge ရလဲဆိုတာပြီးခဲ့တဲ့တစ်ပတ်အင်ဂွင်းလုံးက Brighton ကိုရှုံးပြီးတော့ကြားထဲမှာ Liverpool ကိုနိုင်သေးတယ်။ဒါပေမဲ့ Chelsea တို့တကယ်ကိုစိတ်ပြည့်စရာဖြစ်တဲ့ချိန်မှာ Brentford က Liverpool ကိုနိုင်သွားတယ်။ ခိုင်ယိုးတေးကလက်ပစ်ပေါ်ကတော့တကယ်ရှယ်ပဲ Bravo ကဒီယာတီမှာလက်ပစ်ပေါ်ဆက်ပစ်ကိုမနစ်ကနေစပြီးဒီတီတီတော့သူတို့လက်ပစ်ပေါ် throwing ကို900ရာ8ကိုရှိလက်ပစ်ပေါ်ကနေ900ကျွန်တော်မှတ်မှတ်ရရ Chelsea နဲ့ပွဲနောက်ကျကိုကိုကဖဲယိုးတွင်းတော့ကလည်းသူလက်ပစ်ပေါ်ပဲခိုင်ယိုးတေးပေးတဲ့အလုံးကို Ottawa တွင်းသွားတဲ့အလုံးကလည်းလက်ပစ်ပေါ်ပဲ Bravo ကလက်ပစ်ပေါ်ဒီနေ့အလဇနာအီဆက်မပါဘူးအကီဒီကေရဲ့ဆာလတ်ကေဖလိုရင်ဗတ်ကေကေပူရဲ့တွေးတဲ့ လီဗာပူးအသင်းက Grammar Bash မှာပါလို့ကာတီဂျုံကစားတယ်လီဗာပူးလည်းတိုင်ရန်ပြဿနာတွေအချို့ရှိခဲ့တယ်ပွဲကတော့ Brentford ကပွဲစတဲ့ကဥဆောင်ကိုတွင်းတယ်နောက်ပထမပိုင်းပြီးခဲ့ဒီမှာပဲ Brentford ဘက်ကနောက်ထပ်တကူအနေနဲ့ Kevin Shader က Thames ကပြီးတဲ့အလုံးကနေဒုတိယကိုတွင်းတယ်ပထမပိုင်းပြီးခဲ့ဒီမှာ Carl Kiss တကူပြန်တွင်းမယ်လီဗာပူးမှာဘာမှထူထူးတဲ့ကျွန်တော်လီဗာပူးချေပါကိုရနိုင်မယ်ဆိုတဲ့ချက်လုံးဝမရှိဘူး ဲ့မှာတီယာဂိုကပနတီရတာပေါ့လေအဲ့ပနတီကအော်တာရာကိုဗန်ဒိုက်ကျူလွန်လို့ပနတီပေးလိုက်တဲ့နောက်ဆက်တွဲကနေမှဆင်ဆာလတ်ကပွဲပြီးကနေမှတကူပြန်သွင်းပေးမယ်အဲ့နိုင်ကိုကိုဘရဖိုကထိနေသူတို့ကလည်းမန်ယူနိုက်တက်ကိုအိမ်ကွက်မှာနိုင်တယ်လီဗာပူးကိုအိမ်ကွက်မှာနိုင်တယ်ချယ်ဆီကိုတေးချတယ်မန်စီကိုရှုံးတယ်ဆိုတော့ဘရဖိုကကီအန်ဒူရဲ့အသင်းကအိမ်ကွက်မှာ ်ပေါ်ဖော်မန့်ကောင်းတယ်ဒီနေရာမှာ Manchester United နဲ့ Ruben Amorim က၄ပွဲဆက်အိမ်ခွင်နိုင်ပွဲယူတယ် back to back 3ပွဲဆက်နော် Liverpool ကိုနိုင်တယ်အခု Brighton ကိုနိုင်တယ်ရှေ့တစ်ဘက်က Sunderland ကိုနိုင်ပြီးတော့သူတို့ back to back 3ပွဲဆက်နိုင်ထားတဲ့ United ကအိမ်ခွင်မှာဆို၄ပွဲဆက် Man United ခြေကောင်းနေပြီဗျာတော်လေးကောင်းလာပြီဒီကြိမ်လာတဲ့အထူးဖြင့်တိုက်စစ်က Brian Ambumo တော်တော်လေးကောင်းလာပြီးတော့ဒီနေ့ပွဲမှာဆိုရင်ကုညာကလည်းသူ့ရဲ့ပထမဆုံးကိုကျွန်တော်ကုညာနဲ့ Ambumo တင်အောင်လုပ်ကိုကြိုက်တယ်သူတို့နှစ်ယောက်ရဲ့ low are worry အတင်းတူပေးဆက်ခြင်းတဲ့ပုံစံနောက်ဘလုံးကို pressure မရှိပဲယူသွားမယ်နောက်တစ်ခုကသူတို့အတင်းတူ individual ပေါ့လေ man united ဒီယာဒီမှာ brighton နီးပြလည်းပြောတယ်ဒီယာဒီ manchester united က danny webber ရော brighton နီးပြကိုကဘာပြောလဲဆိုတော့ individual တွေအရန်တိုးတက်လာတာကကျွန်တော်မှနစ်ကလည်းမတူတော့တဲ့အချက်ပဲ brighton ကကျွန်တော်မှနစ်ကလည်းဒီလိုပုံစံကစားတာပဲဒါပေမဲ့ united ကိုသူတို့ကောင်းကောင်းရှင်းနိုင်ခဲ့ပြီး သူတို့ထိန်းချုပ်နိုင်သွားပြီဒီဟာဒီမှာတူးချင်း individual player တွေကြောင့်သူတို့ရုံးကန်ခဲ့ရတယ်ရှုံးနေခဲ့တယ်ဒီနေ့ပွဲမှာကုညာကိုသွင်းတယ်ကက်ဆမီတို့ကိုသွင်းတယ်ပြီးတော့မှဒုတိယပိုင်းမှာအံပွေးမှု290သွင်းသွင်းသွားတယ်ဒါပေမဲ့ Brighton ကတော့3-0 up ဖြစ်နေတဲ့ United ကိုနောက်ကနှလုံးလိုက်ခဲ့ပေမဲ့ injury time မှာအံပွေးမှုသွင်းလိုက်လို့ Man United က Brighton ကိုဇက်တိုက်အင်ပွေး3ပွဲဆက်အရှုံးကိုအဆုံးသတ်ပြီးသူတို့လည်းနိုင်ပွဲရတယ်ကျွန်တော် Sunday မှာပေါ့လေ Everton ကွင်းမှာ Spurs က3-0ပြန်နေနိုင်တယ် Spurs အသင်းကအခု away ကွင်း ဒီအားဒီအဝေးကွင်းအကောင်းဆုံးကစပါပဲစပါအဝေးကွင်း၅ဘွဲကံပြီးပြီ၄ဘွဲ night တပွဲတီတီကြတာက bright တံပြီစပါအဝေးကွင်းမှာ73မှတ်ထိယူထားပြီးတော့ Mickey Van der Ven 9ကိုတွင်းပြီးတော့ Papasa 9ကိုတွင်းနဲ့စပါကနောက်ထပ် clean sheet နဲ့နိုင်ပွဲရတဲ့အချိန်ပါ Arsenal thing က Palace ကိုတကူကူမရှိတယ်ပဲနိုင်တယ်တကယ်ခက်ခဲတယ်ပေါ့ဒီဘွဲကျွန်တော်ထင်တာပေါ့လေအဲအဲအဲကောင်လေအဲ့လောက်ဒီမရလာဘူးဘာလို့ Palace ကောင်းတာတော့သိတယ်ဒါပေမဲ့အဲ့လောက် organize ဖြစ်မလို့မသိဘူးပထမပိုင်းကျွန်တော်မိနစ်30ချိုးတော့ဘာမှ Arsenal လုပ်လို့မရဘူး တိုင်ပတ်နေတာတိုင်ပတ်နေတာတယောက်နဲ့တယောက်နဲ့ကြားမှာလဲကိုရဖို့လဲမရှိဘာလဲမရှိဟိုလိုလိုဒီလိုလိုပဲဒါပေမဲ့ one mistake အမှားတစ်ခုလုပ်လိုက်တယ်အာစနယ်ကိုဆက်ပြီးပြီးတယ်အဲဆက်ပြီးကလည်း rice cake ဆက်ပြီးကို every chi sc သွင်းသွားတယ်အဲ့ဒါတလုံးတည်းတော့အပြေပဲခါလေကြာရင်50 50 game မှာအာစနယ်ဟာ open play ကကစားမလားစပီးကကစားမလားဒီယာတီမှာသူတို့ကိုးပွဲမှာ clean sheet 6ပွဲမြောက်ရယူခဲ့တယ် open play ကသူတကိုးပဲပေးရတယ်ဒါတော့မှတော့ကန်ကောင်းလို့ပဲလေးစားရှုံတာကလုံးရတော့တကယ်လို့လုံးဝတော့မရဘူးအာဆင်က အင်ကွဲမှာတကူကူမရှိတဲ့နိုင်တယ်ဒီမှာဝီလျံဆလီပါနဲ့ရိုက်စ်နဲ့ injury concern ကြောင့်လူသားလေးလေးဒီချက်ကတော့အာဆင်ပိတ်သက်တွေ့တဲ့နည်းနည်းတော့အနွိုင်းဖြစ်တဲ့ချက်ပေါ့လေကွာဒီယိုလာကအက်စတိုဗီလာကိုသူတို့ဝေးခွင်းသွားကံပြီးရှုံးသွားတယ်ဗီလာကဘက်တူဘက်သုံးခွဲမက်ဆီဒီကိုနိုင်တာသူတောင်းချက်မက်ဆီဒီကိုခဏခဏဒုက္ခပေးလို့ဒီနေ့တလုံးတည်းသောကိုကိုမက်တီကက်ရှ်က world train လောက်ထားတဲ့ဒေါန်ကန်ဘောဆက်ပီးစ်ကိုအသုံးချတယ်အဲ့ဒါကအချိန်ချင်းလေ့ကျင့်ထားဖို့ရတယ်ဘောလုံးပြန်ချပေးတယ်ဒီညယ်ကနေပြီးတော့ဘွန်ဒီယာကပေးတာကို cash ကထိပ်ပြီးတော့ထောင်းလေးကိုဖျက်ကန်သွားတယ်အားတလုံးနဲ့တော့ကိုပဲမန်စီးတီးမှာအပြေမရှိဘူး Haaland chance ရတယ် Savinho ရတယ် half chance တွေရတယ်ဒါပေမဲ့ Manchester City ဒီနေ့ကစားဖို့တော့ကိုစူစူဝါပထမပိုင်းမှာလည်းအပြတ်တွေများဒါပေမဲ့ရတဲ့ chance တွေရှိတယ်ဒါပေမဲ့ Aston Villa အသင်းကအဲ့ တုံးချပြီးတော့အနိုင်ရသွားဒီကြားထဲမှာဘုံမောက်ကလည်းအိမ်ကွင်းမှာသူတို့ထောင်းကပ်ပေါ်ထရဲဝင်ပြီးတော့ Marcus Stefania ရဲ့ကိုအပါဝဲနှစ်ကိုပြတ်တဲ့နိုင်လို့ Wolf ကိုအဝေးကွင်းမှာ Burnley Scott Parker အတင်းကအခုဘတ်တူပဲနှစ်ပွဲဆက်နိုင်တယ်ဆိုတော့ကျွန်တော်တို့အခုလောလောဆယ် Premier League ရဲ့ table လေးကိုတစ်ချက်ကြည့်တဲ့အခါမှာ Premier League table မှာလက်ရှိအနေအထားအရ Premier League table မှာ Arsenal က22မှတ်ရထားတယ်သူတို့ကအခုလက်ရှိမှာ6ပွဲကစား9ပွဲနိုင်1ပွဲတည်1ပွဲရှုံးပြီးတော့ရာကို16ကိုပေးကို3ကိုနဲ့6 difference 3ကိုရပြီးတော့ရမယ့်22မှတ် ုံမောက်ကကူးပွဲမှာ9 3 1သူတို့ကရမတ်16မှတ်နဲ့ပလီစပါတော့9 2နဲ့ရမတ်16မှတ်စန်ဒလန်က surprise တွေနဲ့9 2 2 9ပွဲနဲ့2ပွဲသေး2ပွဲရှုံးရမတ်16မှတ်ဒါပေမဲ့ Spurs က10ကူး plus စန်ဒလန်က4ကူးနဲ့ Man City ကတော့16မှတ် Man United က16မှတ် Liverpool က15မှတ် Villa 15မှတ် Chelsea 14မှတ် Palace 13မှတ်ပေါ့လေအောက်မှာတော့အစင်လိုက်ရှိတဲ့ Wolves ကတော့လုံးဝနိုင်ပွဲပြောင်းနေတဲ့အသေးမို့လေဆိုတော့ Haaland ကအခုလောလောဆယ်မှာ17ကူးသွင်းထားပြီးတော့ဟိုဘက်ကလေးကူးအဆစ်တွေပဲဆိုတော့အခု ီးမားလီးရဲ့ကျွန်တော်တို့ဘူဆွဲဖို့ရေးပန်းစားဖို့မလေပြီးခဲ့တဲ့ international break မှာငါးမှတ်ဖြတ်ထားတဲ့လီဗာပူးကိုအာဆန်ကဒီနေ့နိုင်ပွဲကြောင်းလီဗာပူးရှုံးမန်စီးရှုံးချယ်ဆီရှုံး ဒါတခြားပြိုင်ဘက်တွေရှုံးနေတဲ့အခြေသူတို့အမှတ်ဖြတ်လိုက်တဲ့အတွက်ကြောင့်လက်ရှိချန်ပီယံလီဗာပူးကိုအာဆင်ကခုနှစ်မှတ်ဖြတ်ထားပြီးတော့မန်ချက်စတာစီးတီးကိုအာဆင်ကအခုလောလောဆယ်မှာ6မှတ်ဖြတ်လိုက်တယ်။အဲ့ဒီချက်က အာဆင်အသင်းတို့ကဒီယာတီမှာချန်ပီယံဆူပလာအတွက်တော်တော်လေးတော့အခြေအနေကောင်းလာတဲ့အခြေအနေမျိုးဖြစ်သွားတယ်။ဒါကြောင့်လဲဆိုတော့ဒီနေ့ယာတီမှာအာဆင်အသင်းနဲ့ပတ်သက်လို့ရှိရင်ဘယ်သူမှ အဲ့လောက်ထိရေပန်းစားတယ်လို့ဘယ်သူမှမယုံကြည်ကြဘူး။ဒါပေမဲ့အခုလောလောဆယ်ပါအာဆန်နဲ့သင်ကအခုအဲ့နိုင်ပွဲကြောင့်ဒီမန်ချက်စတာစီးတီးနဲ့အာဆန်နဲ့ဒီလီဗာပူးနဲ့ထပ်တွေ့အောင်ပါဆိုတော့အာဆင်ကကိုးပွဲအပြီးမှာအခုလောလောဆယ်မှာပြီးခဲ့တဲ့ပွဲစဉ်တွေကအာဆင်ကဖေဗရစ်ဖြစ်နေပြီ။ဆိုတော့အခုလောလောဆယ်မှာလီဗာပူးကတော့9မှတ်ဖြတ်တယ်ချန်ပီယံကိုမန်စီးတီးကို6မှတ်ဖြတ်ထားတယ်။ဆိုတော့ပြိုင်ဘက်ထဲကအနီးဆက်ဆုံးကပေါ့လေဆန်ဒလန်တို့ဘုံမောက်တို့ဆိုပေမဲ့တကယ်တမ်းကျတော့စပါးပေါ့လေစပါးက16မှတ်ဆိုတော့အာဆင်နဲ့ဂျာမန်9မှတ်กว่าမန်စီးတီးကို 6မှတ်กว่าลิเวอร์พูลကို9မှတ်กว่าရထားတဲ့အတွက်ကြောင့်အခုလောလောဆယ်နေထားရတော့အာဆယ်က clearly awesome favorite ဖြစ်သွားတယ်။ဆိုခန်စီချစ်လက်တာလည်းပါတယ်အကောင်းဆုံးပုံစံရထားတဲ့အချိန်မှာ champion ဖြစ်ဖို့အတွက်သူတို့ရည်မှန်းစားဆုံးပြီးထားတယ်။ထိပ်ဆုံးကနေ1 2 2ဖြစ်ပြီးတော့ Man City ကို9-4ဒုတိယ Liverpool က8-4နဲ့တတိယ မန်ချက်စတာယူနိုက်တက်ကတော့လုံးဝကိုခြေသွမ်းပြန်ကောင်းလာလို့28လီတလီနဲ့စရုတ်တာတက်ပြီးတော့ချက်စီက55လီတလီစပါက66လီတလီပေးထားတယ်ဆိုတော့မန်ယူနိုက်တက်က28လီတလီနဲ့ပရီးမီယာလီဂ်မှာချန်ပီယံဖြစ်ဖို့အတွက်စရုတ်တာရေပန်းစားဆုံးဖြစ်ပြီးတော့အာဆင်ကတော့ဘူလိုလိုစင်မှာအော်ဆိုဖေဗရစ်ဘာလို့လဲဆိုတော့လာမယ့်တပတ်ကြောမှာအာဆင်ကလာမယ့်ပွဲစဉ်မှာဘန်ဒီနဲ့ဆန်ဒလန်နဲ့ကနေချီမှာလီဗာပူးကမန်စီးနဲ့တွေ့ရမယ့်အချက်တွေကြောင်းပါတယ်ဆိုတော့ဒါကဝက်စင်ကိုပီပရီးမီယာလီဂ်ရဲ့ ကိုဆွဲတဲ့ဂျပန်စားတဲ့အသင်းပေါ့လေနောက်တစ်ခုကဟာလန်ကထုတ်ကူစားတဲ့ဂျပန်စားဆုံးဖြစ်နေပြီးတော့မီကယ်အာတီတာရဲ့အသင်းကကလင်းရှိတွေနဲ့တူဂျပန်စားဆုံးထပ်ဖြစ်လာပြီးတော့အမတ်ဖြတ်ဦးဆောင်နေပါလေအားလုံးကျေးဇူးပါတယ်